ကောတလမင်းအိမ်မက်16ချက်တီကမြက်စွာဖရာတတော်ထင်ရှားရှိစဉ်ကကောတလမင်းကြီးမြင့်မက်သောအိမ်မက်ဖြစ်သည် ထိုအိမ်မက်ကိုမိဖုရားကြီးအားပြောပြရာမိဖုရားကြီးတိုက်တွန်းချက်အရကောတလမင်းသည်မြက်စွာဖရာထံသို့အိမ်မက်အကြောင်းတွားရောက်လျှောက်ထားလေသည်ထိုအခါမြက်စွာဖရာသည် အနာဂတဉဏ်တော်ဖြင့်စင်ကျင်၍နောင်နာကခေတ်တွင်ဖြစ်ပျက်မိအကျိုးပြစ်တို့ကိုအစဉ်အတိုင်းဟောကြားနှစ်သိမ့်တော်မူခဲ့သည် ကောတလမင်းအိမ်မက်16ချက်ချောင်းကိုပိတကက်3ပုံရဲ့အင်္ဂုတ္တရနိကေတိကဏိဘတ်ဒုတိယဗန္နာသာက မဟာဝိထဲမှာလာရှိတဲ့ကောတလတုတ်ထဲမှာဖော်ပြထားပါဗျ။ပထမအိမ်မက်ကောတလမင်းအိမ်မက်တဲ့အရင်လေးမျက်နာမှလေးကောင်သော နွာလာဥတဘာတို့သည် လာလက်၍မင်းရင်ပြင်၌ဝေးမီဟုတွင်မီကျုံးွားလျက်မဝေးဘဲတာလျင်ဖဲလေကုန်သည်ဟုမြင်မက်ပါသည်။ နောင်ခါတရားမဆောင်သောမင်းတို့လက်ထက်၌အရက်လေးမျက်နာမှမိုးတို့သည်ရွာအန်တကဲ့သို့ထစ်ကြိုးလျက်မရွာဘဲသာလျှင်ပျောက်ပြက်ကုန်လက်တန့်ထိုအခါကောက်ပဲသီးနှံတို့ပျက်စီး၍လူတို့၌အစာရေစာရှားပါးငတ်မှုချင်းဖြစ်လက်တဲ့